အဖြေတောင်းတော့ဩကေပြားဝေးအဖြေတောင်းကျင်တာဒါပေမဲ့ဟိုတောင်းရမဲ့သူကမတွေ့သေးဘူးဖြစ်နေပါတော့နော်ဟိုအမှတ်တိုင်းပြောရရင်လိုချင်မိတာပေါ့အာဟုတ်ကဲ့ပါခင်ဗျာဒီအချစ်ဆုံးသူရဲ့ထုတ်ပတ်ဒီဇလန်တွေထဲမှာကျွန်တော်ဇော်မင်းတင်ဆိုတဲ့နေရာလေးကနေပြီးတော့ပါဝင်ပြီးတရုပ်ဆောင်တာပါတယ်ခင်ဗျာ အော်အဓိကကတော့ဇော်မင်းတင်ကဈေးကြောင်းသားလေးပေါ့နော်ဈေးကြောင်းသားလေးကနေပြီးတော့ဒီဇယ်လန်ထဲမှာအခုတော့ dialogue လေးတစ်ခုကတော့အခုအားလုံးကလည်းအားပေးနေကြတယ်ကျေးဇူးတင်ပါတယ်အဲလူတယောက်ကိုအနိုင်ယူဖို့ဆိုရင်သူ့ရဲ့အားနည်းချက်ကသူချစ်ရတဲ့သူပဲโอเคပါအဲ့ဒါလေးဟုတ်လားမဟုတ်လားဆိုတာလည်းအားလုံးဖြေပေးပါအောင်နော်ဟုတ်ဟုတ်ကဲ့ခင်ဗျာဒီဇက်ကထဲမှာလုံးဝ active ဖြစ်နေတဲ့ဈေးကြောင်းသားလေးတယောက်အနေနဲ့ပါဝင်ထားပါတယ်ခင်ဗျာ အာဟုတ်ကဲ့ခင်ဗျာဒီဇပင်ကဒါတွားခန်းနီးမပေါ့နော်ဒီပွဲရောက်ခန်းနီးမအမှန်တည်းပြောရရင်ကိုက fashion design လေးတွေအရင်စိတ်ဝင်စားတယ်စိတ်ဝင်စားတော့အခုအဝတ်အစားဆိုရင်လည်းကျွန်တော်ကိုတာကြီး studio မှာတည်တည်ချာချာအောင်မှဆရာဒီအပေါ်ကအလက်ပတ်တွေဆိုဒါ ready made ready made မဟုတ်ဘူးပေါ့နော်လောက sequence အောင်မှတေချာဝယ်ပြီး sequence တေချာထိုးပေးထားတယ်ကိုတာကြီး studio မှာတည်တည်ချာချာခေါင်းစအခြေဆုံးပေါ့နော်အကုန်လုံး အခုလာခဏီးဆိုရင်လည်းမျက်နာအစဒီစပင်ကအဆုံးပေါ့နော်ကိုတိုင်းစရီကပဲအကုန်လုံး Osmond သာပေးထားတာဖြစ်ပါတယ်ခင်ဗျာအဖြစ်တောင်းတော့ဩကေပြောင်းပြီးအဖြစ်တောင်းကျင်တာဒါပေမဲ့ဟိုတောင်းရမဲ့သူကမတွေ့သေးဘူးဖြစ်နေပေါ့နော်ဟိုအမှတ်တိုင်းပြောရရင်လိုချင်မိတာပေါ့ဟိုတကယ်ဘာလို့လဲဆိုရင်အခုနောက်ပိုင်းကိုကလည်းဒီလူပြိုလေးလည်းဖြစ်လာပြီလူပြိုလေးလည်းဖြစ်လာပြီဆိုတော့ဟိုဘာလဲသူများတွေကအခြေအကျောင်းတွေပြောနေကိုလည်းပြောပြောဘူးကျင်တာပေါ့နော်အဲ့တော့ အကိုရှာဖွေတယ်ဒါပေမဲ့သူများတွေကရှာဖွေလေးတွေးရှိလေကိုကရှာဖွေလေးပျောက်လေးဖြစ်နေတာပေါ့နော်ဝေးလေးဖြစ်နေတာဒါပေမဲ့အချစ်စင်းနဲ့ချစ်တဲ့အချစ်ကိုတော့တွေးဘူးကျင်တယ်တော့ကမှတစ်ခါလောက်ပေါ့နော်အဲ့လိုမျိုးလေးတွေးဘူးကျင်တယ်ဘာလို့လဲဆိုရင်အဲ့ဒီအချစ်ကဘလောက်အရသာရှိလဲဘလို့ခံစားရလဲဆိုတာကိုသိဘူးကျင်ပါတယ်ဟုတ်ကဲ့ဈေးဘားတော့အခုမှခင်တာမဟုတ်ခင်ဗျအဲစောစောပိုင်းတည်းကနှစ်တည်းတော်တော်ကြာပြီဈေးဘားခင်တာပွဲတွေရောက်ပြီဆိုလူရောက်1500ရှိနေလဲကျွန်တော်ဈေးဘားခင်တာပဲ အမန္တလေးမှာ new year တော့ဆိုရင်လည်းလူရောက်တောင်းချီတဲ့အောက်မှာကျွန်တော်ဈေးပန်းခင်းတာပဲဒါပေမဲ့ဈေးကမပေါက်သေးဘူးအဲ့တော့အဲအကြီးများဆိုတော့လည်းဟုတ်ပါတယ်ဟုတ်လဲဆိုအဓိကကတော့အခုတွေ့အခုကြိုက်ခစ်ကြီးမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အာတကယ်အချစ်စစ်ကိုလိုချင်တာကိုကလည်းလိုချင်တယ်ကိုကလည်းပေးချင်တယ်ပေးချင်တယ်အဲ့လိုနှစ်ယောက်သဘောသားတက်တိုက်ဆိုင်ဆိုင်လေးနဲ့အဲ့လိုအချင်းမျိုးဆိုရင်တော့တကယ်ကိုနှစ်နှစ်ကကာ လိုချင်တဲ့စိတ်ဒီရက်ပိုင်းအရန်ဖြစ်နေပါတယ်ဟုတ်ဟုတ်အခုအချစ်ဆုံးသူရဲ့အထုပ်ပတ်တီဆိုတဲ့အတွက်အချစ်လေးပဲပေါ့နော်အဲ့ဒီအချစ်ထဲမှာဇွန်မင်းတင်ဆိုတဲ့ကောင်လေးကဘာတွေလုပ်မလဲဆိုတာတော့အားလုံးပဲစောင့်ကြည့်ပေးပါကျွန်တော်ကဒီထဲမှာဟိုပရိသတ်အချစ်ခံရဖို့တတ်ပေါ့နော်ကျွန်တော်ကာရိုက်တာအပေါ်တစ္ဆာရှိရှိနဲ့ကျွန်တော်အကောင်းဆုံးပြည်ပြန်အောင်တရုပ်ဆောင်ထားပါရခင်ဗျာအားလုံးလည်းကြည့်ရှုပေးကြပါခင်ဗျာဟုတ်အာဟုတ်ကဲ့ပါခင်ဗျာအဲ့ဒီအပိုင်းမှာတော့ကျွန်တော်ဒီချစ်ဆုံးသူရဲ့အထုပ်ပတ်တီမှာမိကုံရန်ကုန်ပေါ့နော်ကျွန်တော်စွမ်းတလောက်ကိုအကုန်လုံး စ조사ပြီးတော့တုံ့ဆောင်တာပါတယ်ကျွန်တော်ရဲ့ဒီဇက်လန်ရိုက်တဲ့တက်ဦးဆရာဆရာစမုထွက်တက်လွင်ရလဲအဲကျွန်တော်ဒီဇက်ကားထဲမှာမှတ်ချက်တစ်ခုပေးတယ်ပေါ့နော်အဲ့ဒီမှတ်ချက်ကကျွန်တော်လုံးဝဘဝမှာမေ့မရပါဘူးဘာလို့လဲဆိုရင်အဆရာကကျွန်တော်မျက်လုံးမင်းသားဆိုပြီးတော့အဲ့ဒီဇက်ကားရိုက်နေတဲ့တက်လန်နဲ့တင်စားလိုက်တယ်တင်စားလိုက်တဲ့အတွက်အဲ့ဒီ စကားလေးအခုချိန်ဒီရင်ပတ်ထဲမှာရှိရယ်ပေါ့နော်အခုဆိုရင်အားလုံးလည်းမျက်မြင်ကိုတွေ့တွေ့ရတော့မယ်ဟိုအားလုံးလည်းကြည့်ပြီးတော့အားပေးကြပါဦးလို့လည်းပြောချင်ပါတယ်ခင်ဗျာအာနေချင်းရတာပေါ့အများကြီးပဲကျွန်တော်အဲ့ဒီဇလန်တွေဇက်ညွန်းရပြီဆိုကြတဲ့ကကျွန်တော်ဒီကာရိုက်တာမှာဒီပုံစံမှာငါဘလို့ပုံစံတရုပ်ဆောင်မလဲဆိုတော့အခု frame တစ်ခုတိဆောက်လိုက်တယ်ငါအပြင်မှာရှိနေတဲ့ပိုင်သစ်မဟုတ်တော့ဘူးပိုင်သစ်ကအရန်အေးတယ်အရန်အနေအေးတယ်စကားနဲတယ်အဲ့လိုမဟုတ်တော့ဘူး frame တစ်ခုတိဆောက်လိုက်တယ်ဒီကာရိုက်တာဘလို့ပုံဖော်ရမလဲ အဓိကအဲ့မျက်လုံးမင်းသားလို့ဆရာတင်စားသွားတဲ့အပေါ်မှာလည်းကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်ကိုလည်းကျွန်တော်အများကြီးအားစိတ်ထုတ်ရတယ်လေ့လာရတယ်အများကြီးပဲပေါ့နော်ဟိုအဲ့ဒါလေးတွေကြည့်ရှုရတော့မှာပါကျွန်တော်လည်းရေခုံစာနဲ့ကုကုကိုလည်းပြန်အခုမှပြန်ကြည့်ရမှာပါခင်ဗျာဟုတ်အဲ့ဒီစင်းမှာအမှတ်တရအကြီးရှိတယ်ကိုကောင်းမြတ်ဆန်တယ်လေအခုစင်းပါပေါ့နော်ညီကိုနှစ်ယောက်စကားများနေရပါတော့အဲ့ဒီစင်းထဲမှာစကားများနေတဲ့အမှတ်တရအကြီးရှိတယ်အဲ့ဒါအားလုံးစောင့်ကြည့်ပေးပါအဲ့ဒီအမှတ်တရအကြီးရတော့အကြီးပေါ့နော် ပြောခွင့်ရရပြောချင်တာအခုကဟုတ်ဟုတ်ကဲ့ပါခင်ဗျာအချစ်ဆုံးသူရဲ့အထုပ်ပတိဇလန်တွေကိုကျွန်တော်တို့ MRT ဖုန်းမှာညစဉ်9နာရီပေါ့နော်အတနင်္လာနေ့တောက်ကြနေ့အထိကြည့်ရှုလို့ရပါပြီ73ရက်နေ့6လပိုင်း73ရက်နေ့ကနေစပြီးလွှင့်ပါတော့မယ်ခင်ဗျာဟိုအားပေးကြအောင်လို့လည်းပြောချင်ပါတယ်ဟုတ်